အားလုံးပဲမင်္ဂလာပါရှင်။ဆရာကြီးဦးအောင်သိန်းရဲ့ပေးသူနဲ့ယူသူဆိုတဲ့စာအုပ်လေးရဲ့ပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ပေးသူနဲ့ယူသူအပိုင်း3သူတို့ကလေးတွေရဲ့စာဆရာကြီးရှင်တမီးဂါဝရပြုလျက်မိကွန်းတချို့မေးကျင်ပါသည်ရှင်။တမီးကတောင်ကြီးမြို့အထက်ကတက်မာနေပါတယ်။တမီးနဲ့အမီကနန်းအိမ့်အိမ့်ခန်းမှာတမီးမေးကျင်တာတွေက မြမစာဂုံနူးထွက်နိုင်ရန်ဘလို့အရေးချင်းတွေနဲ့ပြည်စုံရမလဲတမိရှစ်တန်းလုံးကမြမစာတစ်ခုပဲဂုံနူးမထွက်ခဲ့တာကြောင့်ပါအခုတမိတို့ဆယ်လန်းကျောင်းသားအလုံးဟာဝိဇ္ဇာဘာသာရက်တွေကိုပါ တွဲပြီးတင်ကြရတော့တိတ်ပံဘာသာရက်မှာအားနည်းလာပါတယ်အထူးသဖြင့်ဇီဝဘာသာရက်မှာကြက်ပြီးတော့မေ့လွယ်တာဘာကြောင့်လဲဆိုတာကိုသိကျင်ပါတယ်ရှင်ဆယ်လန်းကျောင်းသားကျောင်းသူတယောက်အနေနဲ့ဒီနေ့ကိုစကြက်ချိန်ဘလောက်ထားတင်တယ်လဲဆိုတာကို ဖော်ပြပေးစေချင်ပါတယ်ရှင်။ခုချိန်မှာစာမေးပွဲကြီးဖြေဆိုဖို့၅လမျှတာကြံတော့တဲ့ဖြင့်ပြန်လည်လေ့ကျင့်မှုအတွက်ဒီနေ့ကိုအချိန်မီမျှလိုအပ်ပါတယ်ရှင်။နေ့စဉ်တင်ကြားမှုအတွက်အချိန်မီမျှကြက်မှတ်ဖို့လိုတယ်ဆိုတာကိုဖော်ပြပေးစေလိုပါသည်ရှင်။တင်ချာကိုကျွမ်းကျင်ရန်အတွက်ဥစ္စာတပုတ်ကိုဘယ်နှကြိမ်ထိတွက်ချက်ရမည်ကိုသိကြပါလေရှင်။စာကိုစိတ်ဖြင့်ဖဲ၍ကြက်မှတ်သည်နှင့် နှုတ်မှအတန်ထွက်ကြက်မှတ်သည်တို့တွင်ညီသည့်ဤကမေးပြမှုနည်းစေနိုင်သည်ကို ဖော်ပြပေးပါရှင့်။ကြီးညိုလေးစားစွာကာရဝပြုလျက်နန်းအိမ်အိမ်ခံပြည်တော်သားရဲ့တောင်ကြီးမြို့။ချစ်ခင်လေးစားစွာစာပြန်လိုက်ပါတယ်တမီးလေးနန်းအိမ်အိမ်ခံ။တမီးလေးရဲ့စာကိုဖတ်လိုက်ရတာအလွန်ကို အားရကျေနပ်ခြင်းဖြစ်မိပါတယ်။စာကိုဖတ်ရုံနဲ့ကိုပဲ စေတနာတရားတရား ပေါက်လောက်ပါပေတယ်။တမီးတို့ရဲ့တောင်ကြီးအားထကားတက်မှာရှိကြတဲ့ចောင်းသားចောင်းသူတွေဟာစာကို တမတ်မောမောအပြိုင်ဆိုင်စူးစားကြတယ်ထင်ပါရဲ့လို့လဲအောက်မေ့ပြီးအားတက်လေးစားခြင်းလည်းဖြစ်လိုက်မိပါတယ်။လက်မိဒီဇိုင်းမှာတနေကုန်ထိုင်ပြီးကက်ဆက်တခြင်းတန်ကိုနားထောင်ရင်းအဖို့တန်ချိန်တွေကိုတက်ပစ်နေတဲ့လူငယ်ကလေးတွေပေါ်ပင်အဝတ်အစားစမ်းစမ်းပြားပြားတွေကိုဂုံတုဂုံပြိုင်တူပဝစ်စင်နေဖို့လောက်တာစိတ်ဝင်စားနေကြတဲ့မိန်းကလေးတွေကိုတွေ့နေရတဲ့အခါမှာ လူငယ်တွေရဲ့အနာဂတ်နိုင်ငံတော်ရဲ့အနာဂတ်အတွက် စိတ်ပြတ်အားငယ်မိသလောက်တမီးလေးတို့လိုလူငယ်မျိုးဆက်သစ်တွေကိုတွေးလိုက်ရပြန်တော့လေစိတ်အားတက်မိလာပြန်ပါတယ်။ဒါကြောင့်ဒီစကားနဲ့ဏိရန်ပြောလိုက်တာပါပဲတမီး။ကဲတမီးလေးမေးလိုက်တာတွေကိုဆရာစဉ်းစားမိသမျှပြန်ပြီးဖြေလိုက်ပါမယ်။၁။မြမစာကုံလူထွက်ဖို့အတွက်လိုအပ်တဲ့အရေးချင်းကတော့မြမစာမှာတကယ်တော်ဖို့လိုအပ်တာပဲပေါ့တမီးရဲ့ မြန်မာစာတကယ်တော်ဖို့ဘာတွေလိုအပ်တယ်လဲလို့မေးလာပြန်ရင်လဲမြန်မာဘာသာစကားကိုစိတ်ဝင်စားဖို့လိုတာပေါ့လို့ဖြေရတော့မှာပဲဒီလိုပါသမီးမြန်မာစာဆိုတာဟာစင်စစ်မှာဘာသာစကားတစ်ခုဖြစ်ပါတယ်ဘာသာစကားကိုစိတ်ဝင်စားမှုဆိုတာဟာဗီဇသဘောပါတယ်လို့တောင်မှ ထင်မိပါတယ်မိုးရပါစိတ်တက်လို့ပြောချင်တာပါ ဆိုကြပါစို့ကလေးပေါက်စကလေးတွေမှာကိုပဲဒီဗီဇတတိဟာတယောက်နဲ့တယောက်မတူကြဘူးလို့ထင်ပါတယ် တချို့ကလေးတွေဟာငငယ်ကလေးကကိုပဲလူကြီးတွေသုံးတဲ့စွဲတဲ့ဝေါ်ဟာရတွေကိုဘယ်နေရာမှာသုံးတယ်ဘလို့အထိပယ်နဲ့သုံးတယ်ဆိုတာမျိုးတွေကိုအတုခိုးမှတ်သားပြီးသုံးစွဲတတ်တယ်။တချို့ကလေးတွေဟာအသက်၄-၅နှစ်လောက်မှာကိုပဲသိတာနေတတ်တယ်။တခြားကလေးတယောက်ကထမင်းစားကျင်တယ်လို့ပြောပေမဲ့သူကထမင်းစားလိုက်တာဘိုက်ထဲမှာပူနေပြီလို့ပြောတတ်တယ်။ကျွန်တော်တို့ဆရာမကတိတ်ရိုက်တယ်လို့ပြောရမယ့်နေရာမျိုးမှာသူက ဆီယာမကတော့ရိုက်သလားမမင်းနဲ့ဆိုတာမျိုးကို ပြောတတ်ပါတယ်။တခါတရံမိမိကြီးကတော့ဗျာတကယ်စိတ်တတ်ပဲဆိုတာမျိုးတွေကိုကိုကြီးကတော့ခေါင်းနေပြီဆိုတာမျိုးတွေကိုပါကြာဘူးနာဝရှိသမျှကိုငငယ်နဲ့သုံးသက်ဆွဲထက်ကြပါတယ်။ဒီလိုမျိုးကလေးမျိုးတွေဟာငငယ်ကလေးကကိုပဲစာဖတ်လိုက်တဲ့အခါမှာလဲတပ်ပုံစလုံးပေါင်းတွေကို သူ့ဘာသာသူဘသူကမှတတိမပေးပဲမှတ်သားသွားတတ်ပါတယ်။သူတို့ဟာ ဘာသာစကားကိုမွေးကလေးကစိတ်ဝင်စားလာသူတွေဖြစ်တယ်လို့ပြောကြမိပါတယ်။တမီးလေးနန်းအိမ်အိမ်ခန်းရဲ့စာကို ကြည့်ရတာမှာဘာသာစကားကိုစိတ်ဝင်စားမှုရှိရလို့ယူဆမိပါတယ်။လက်ရည်လက်သားကောင်းတဲ့တပ်ပုံမှန်တဲ့ဝါကြဖွဲ့ပုံကြည်လင်တဲ့ကိုပြောချင်တာကိုတူတူနဲ့လူရင်းရောက်အောင်ပြောတတ်တယ်။ဒါတွေကိုကြည့်ပြီးကဲဖြတ်လိုက်တာပါပဲ။ကဲမြမစာဂုံလူထွက်နိုင်အောင်ကြိုးစားမှုဘက်ကိုလှည့်လိုက်ကြအောင်ဆိုပထမဆုံးရေးကြည့်တာက ပြတန်းစာတွေကိုညံ့ညက်ကြည်နေအောင် နားလည်ဖို့လိုအပ်ပါတယ်။ကြပြလိုဟာမျိုးဆိုရင်လိုအပ်တဲ့အပိုက်တွေကိုအလွတ်ရအောင်ကြက်မှတ်ဖို့လိုပါလိမ့်မယ်။ဒါတွေကိုတော့အเจ้าကဆရာဆရာမတွေကလည်းပြည့်စုံအောင် သင်ကြားပို့ချပေးထားတာမို့အထူးပြောမနေတော့ပါဘူး။အရေးကြီးတာကတော့အစာစီစာကုန်းပါပဲ။အစာစီစာကုန်းမကောင်းရင်ဂုံတူးမထွက်နိုင်ပါဘူး။အလွန်ကိုအရေးကြီးပါတယ်။အစာစီစာကုန်းရေးဖို့ခေါင်းစဉ်၃ခုလာလေးရှိပါတယ်။ ရှုခင်းစသည်တို့ကိုတရုတ်ဖော်ရတာကတခုသကပုံတို့ဆောင်ပုတ်တို့ခစ်လိုက်ကြွေးကြော်တန်တို့လိုဟာမျိုးကတခုမျက်မှောက်နိုင်ငံနဲ့အဝင်းမှာနိုင်ငံတော်အစိုးရကဥဆောင်လှုပ်ရှားနေတဲ့လုပ်ငန်းတွေအကြောင်းကတခုများသောအားဖြင့်အဲ့ဒီလိုမေးတတ်တာကိုတွေ့ရပါတယ်ရှုခင်းလိုဟာမျိုးကိုတရုတ်ဖော်ရတာကိုရေးရတာကလွယ်ပါတယ်ဒါပေမဲ့သူတကာထက်ထူးချွန်အောင်ရေးဖို့အတော်လေးကိုခက်ပါတယ်ဒါကြောင့်မလွဲတာမှသာရေးပါလို့ပြောလိုက်ချင်ပါတယ် အမှတ်ကောင်းကောင်းထွက်နိုင်တာကနောက်ဆုံးကောင်းစဉ်ဖြစ်ပါတယ်။ခုချိန်လောက်ကစားပြီးသတင်းစာစောင်းမတွေကိုတေချာဖတ်ပြီးဖြတ်ညက်သိမ်းဆီးထားတင်ပါတယ်။မကြာခဏပြန်ပြီးဖတ်၊ကိန်းကနန်းစသည်တို့ခုနှစ်တို့ရဲရွာပုတ်ကိုအမိနာမှစသည်တို့ကိုလိုအပ်မယ်ထင်ရင်သားထားတင်ပါတယ်။အဲ့လိုဖတ်ခြင်းမှတ်ခြင်းအပြင် အကြောင်းအရာအချက်လက်တွေနဲ့ပတ်သက်ပြီးဘ ഹു တုတ္တတိုးတက်လာုံမကပဲအရေးအသားတင်ပြပုံတွေပါပိုမိုကောင်းမွန်လာနိုင်ပါတယ်။သမီးစီမဆရာရေးတဲ့စာစီစာကုန်းများနဲ့တွင်းနီးရင်းနီးစာအုပ်ရှိပြီးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။အဲ့ဒီစာအုပ်ရှိနေပြီးဖြစ်ရင် ရှင်းပြချက်တွေကိုသေချာဖတ်ကြည့်စေချင်ပါတယ်။တခြားသင်လျော်ရာစာစီစာကုန်းစာအုပ်တွေကိုလည်းဖတ်ပါ။မှတ်တဲ့မှတ်ရာကိုမှတ်ပါလို့ပဲပြောလိုက်ချင်ပါတယ်။နှစ် ဇီဝဘာသာရပ်မှာစက်မှတ်ပြီးမေ့လွယ်တာကတော့သူကလက်လီစိတ်ပြီးမှတ်ရတဲ့ဘာသာရပ်ကိုတမီးရဲ့ဒီတော့မေ့လွယ်တာပေါ့ဟိုအရင်တုန်းကတက္ကသိုလ်ဘာသာရပ်များအညွန့်ဆိုတဲ့စာအုပ်မှာဆိုရင်စစ်တက္ကသိုလ်နဲ့ပတ်သက်ပြီးမှတ်ဉာဏ်ကိုအများဆုံးအသုံးပြုကြရပါသည်လို့ရေးထားတာကိုတောင်ဆရာသတိရလိုက်မိပါသေးတယ်။ဆရာတပည့်ဖြစ်ခဲ့ဘူးတဲ့ဇီဝဆရာတယောက်ကိုတမီးရဲ့မိကွန်းအကြောင်းပြောပြမေးကြည့်တော့ဒီလိုပဲမေးတတ်တယ်လို့ သူကလည်းပြောပါတယ်သူပေးလိုက်တဲ့အကြံဉာဏ်ကတော့ရုပ်ပုံတွေကိုအထက်ထက်ဆွဲပြီးလေ့ကျင့်မှအဲ့ဒီတရုတ်ပြပုံနဲ့တွဲပြီးစက်မှတ်ရင်ပိုပြီးခိုင်ခိုင်မာမာမှတ်မိနိုင်တယ်လို့အကြံဉာဏ်ပေးပါတယ်အထူးသဖြင့်အခြေခံသဘောတရားကိုလည်းပိုင်မယ်တရုတ်ပြပုံကိုလည်းအထက်ထက်ဆွဲပြီးလေ့ကျင့်မှတ်သားမယ်ဆိုရင် ကောင်းကောင်းကြီးမှတ်မိနိုင်တယ်လို့ပြောပါတယ် သောဈဉ်တင်ကြားစာတွေကိုကြက်မှတ်တဲ့ကိစ္စနဲ့ပတ်သက်လို့ဒီခေတ်အကြောင်းသားတွေများသောအားဖြင့်ကျင့်၃ပုံမှားနေရတဲ့မှားနေတာတွေကိုထောက်ပြလိုက်ခြင်းပါသေးတယ်။ဆရာတို့ငယ်စဉ်ဘဝတုန်းကတော့ဒီခေတ်လိုမှတ်စုစာအုပ်တို့အဖြေစာအုပ်တို့ဆိုတာမျိုးတွေကလည်းမရှိဘူး။ပြင်ပကျူရှင်ဆိုတာမျိုးတွေကလည်းမရှိဘူး။ဒီတော့အတန်းထဲမှာဆရာတင်လိုက်တာကိုပဲအားကိုးကြရတာ။ အဲ့ဒီအပြင်ဆရာကိုလည်းတိတ်ကြောက်ရတယ်အတန်းထဲမှာတောင်ငင်းမြောင်လေးလုံနေရင်ဆရာကတွေးတော့တာပဲသမီးတို့ခင်မှာတော့မှတ်စုစာအုပ်တွေကို အားကိုးတယ်ကျူရှင်ကိုလည်းအားကိုးကြတယ်ဒီတော့အတန်းထဲမှာဆရာတင်တာကိုတေချာအာယုံစူးစိုက်ပြီးနက်နက်နဲနဲမမှတ်သားကြဘူးစကားများခြင်းများနေတယ်စကားမများရင်တောင်မှစိတ်ကပြန့်လွင့်နေတတ်တယ်။မှတ်စုအားကိုနဲ့ရှူရှင်အားကိုနဲ့ပေါ်ပေါ်ဆဆចောင်းတက်နေကြတာတွေကို တွေ့နေကြရတယ်။ဒီတော့ဘာဖြစ်တယ်လဲ။ចောင်းတက်ချိန်9နာရီလောက်ဟာတတ်တတ်မဲ့အလဟတ်သက်ဆုံးရှုံးသွားကြရတယ်။အိမ်မှာတနေ့3နာရီစာကြည့်မယ်ဆိုပါတော့ចောင်းမှာလည်းပဲ9နာရီစူးစားတင်ယူခဲ့မယ်ဆိုရင်အဲ့ဒီចောင်းသားဟာတနေ့ကိုစာကြည့်ချိန်8နာရီမရပေဘူးလား။ခုတော့ចောင်းတက်တဲ့9နာရီဟာတတ်တတ်ဆုံးရှုံးသွားရတယ်။တေချာစဉ်းစားကြည့်လိုက်ရင်ဘလောက်နှမျောဖို့ကောင်းတယ်လေ။သမီးလေးကိုတော့အเจ้าမှလည်းအာယုံစူးစိုက်ခဲ့သူ ကျောင်းချိန်9နာရီကိုအပြည့်အဝသုံးချခဲ့သူအဖြစ်အကြံဉာဏ်ပေးလိုက်ပါမယ်။သင်ခန်းစာထဲမှာကိုပဲတေချာမှတ်ခဲ့တားခဲ့တာကြောင့်နည်းနည်းလောက်ပြန်ပြီးဖတ်လိုက်မှတ်လိုက်ရင်ပဲချိန်ညက်သွားနိုင်ပါလေ။ဒါကြောင့်စာကြည့်ချိန်6နာရီထက်မလိုနိုင်ပါဘူး။မနေ့စောစောတနာရီလောက်ညဦးပိုင်းမှာ3နာရီလောက်ဆိုရင်လုံလောက်ပါတယ်။သတိပြုဖို့ကစာကြည့်ရင်ဇက်တိုက်တနာရီထက်ပိုပြီးမကြည့်ပါနဲ့။တနာရီလောက်ကြည့်ပြီးရင်10မိနစ်လောက်နားလိုက်ပါ။ တခြင်းနားထောင်ခြင်းနားထောင်ပါကိုယ်တိုင်တခြင်းဆိုခြင်းရင်လဲဆိုလိုက်ပါ တခုခုအပြောင်းလဲအဖြစ် ကိုကြိုက်တာတခုခုကိုထားလုပ်လိုက်ပါပြီးမှခုနကဖတ်ခဲ့တဲ့စာကိုပြန်ပြီးစဉ်းစားပါမိသွားတဲ့နေရာတွေကိုပြန်ဖတ်ပါ နောက်ပြီးမှရှေ့ကိုဆက်ဖတ်ပါအဲ့လိုအနားယူရပါတယ်စစ်သားတွေခရီးရှည်ချီတက်ကြပြီဆိုရင်တနအိမ်မှာတစ်ချိန်5မိနစ်10မိနစ်စသည်ဖြင့်အနားပေးရပါတယ် အနာပဲဇက်တိုက်ခြေတက်လိုက်ရင်တိတ်ပန်းသွားတာကြောင့်ပိုပြီးခီးဖင်းတက်တယ်ဆိုတာသူ့တေသနာလောက်ထားလို့ရတဲ့အဖြေတွေပါပဲဒါကြောင့်မမောမီနားပါလို့ဆိုရိုးရှိပါတယ်တမိုင်းမှာထင်ရှားခဲ့တဲ့တိတ်ပန်ပညာရှင်ကြီးတွေနေညမနာမနေစူးစမ်းလောက်ကန်ကြတာတွေနဲ့တွားပြီးမနှိုင်းရှင်လိုက်ပါနဲ့သမီးတို့က တို့ရဲ့ဇွဲဆန္ဒတွေနဲ့လောက်ကြကိုင်းကြတာဖြစ်ပါတယ်အဲ့လိုနိဗ္ဗာန်မတ်ဖို့ကို မျက်မှောက်ပြုလိုကြတဲ့ယဟန်တော်ကြီးတွေဟာလည်းပဲမနေမနာအားထုတ်ခြင်းထုတ်ကြတာပါပဲဒါပေမဲ့အဲ့ဒါကသူတို့စိတ်ဆန္ဒအလျောက်လောက်ကြတာသူတို့တတ်မှတ်မှုကိုကစေ့စော်လာတာသမီးတို့တွေရဲ့စာမေးပွဲဆိုတာကများသောအားဖြင့်ကိုလောက်ခြင်းနဲ့ဆန္ဒကြောင့်မဟုတ်ပဲမလောက်ရင်မဖြစ်လို့သာလောက်ကြရတာမဟုတ်လားဒီတော့ ထက်တန်မှုချင်းအနည်းနဲ့အများကွာခြားနေတာပဲပေါ့တမီးရဲ့၄တင်ချာကျွမ်းကျင်ဖို့အတွက် ပုပ္ပာတပုတ်ကိုဘယ်နှကြိမ်လောက်ထက်ပြီးတွက်ဖို့လိုအပ်ပါသလဲဆိုတာမှဖြစ်ရမှာခက်ခက်ခက်ပဲထင်ပါရဲ့ကွယ်ဒီလိုပါတင်ချာဆိုတာအလွတ်ကျရတဲ့ဘာသာမျိုးမှမဟုတ်တာပဲကလားအခြေခံစဉ်းစားနည်းနဲ့တွက်နေသဘောကိုတေးသေးချာချာသဘောပေါက်သွားပြီဆိုရင်ထပ်ပြီးတွက်ဖို့မလိုလောက်အောင်ဖြစ်သွားတတ်ပါတယ်သို့တော်လည်း geometry လို့သင်ချာမျိုးမှာတော့ဖြင့်တခါတရံကြောင်သွားတတ်တာကြောင့်နည်းနည်းခက်တဲ့အပုံမျိုးဆိုရင် ပုံကိုပြန်ကြည့်ပြီးနှစ်ခါသုံးခါစီလောက်စိတ်နဲ့ပဲပြန်တွက်ထားကြည့်တဲ့နယ်လို့အောက်မေ့မိပါတယ်အချိန်ရရင်တော့လေစိတ်ရှည်လက်ရှည်ချပြီးရေးလိုက်နိုင်ရင်ကောင်းတာပေါ့လေငါစာကိုစိတ်နဲ့ကြက်တာနဲ့နှုတ်ကပါရွတ်ပြီးကြက်တာမှာဆိုရင်တော့မြမစာပထဝီသမိုင်းဆိုတာမျိုးတွေမှာ နှုတ်နဲ့ရွတ်ပြီးစက်မှတ်တာကပိုပြီးမှတ်မိလွယ်တယ်လို့ဆိုနိုင်ပါလိမ့်မယ်။ဒါမှလည်းအကျိုးချောင်းဆက်ဆက်ပြီးမှတ်ရတာမျိုးဆိုရင်တော့ဖြင့်နှုတ်နဲ့ကြက်တာကိုအာမကိုပဲစိတ်ထဲကအကျိုးချောင်းဆက်ဆက်ပြီးမှတ်တာကိုပိုပြီးအာကိုတက်ပါတယ်။ကြပြလိုဟာမျိုးမှအပအကျိုးချောင်းဆက်ဆက်ပြီးစိတ်နဲ့မှတ်သွားတာမျိုးကိုပိုပြီးအကြံဉာဏ်ပေးလိုက်ချင်ပါတယ်သမီး။ ကဲဒီလောက်ဆိုရင်တမိလေးနန်းအိမ်အိမ်ခန်းတည်ကျန်လောက်တဲ့အဖြစ်မျိုးကိုရလောက်ပြီလို့ထင်ပါတယ်တမိလေးကျမ်းမာချမ်းသာစွာနဲ့စမီးပွဲကြီးကို စိတ်ကြိုက်ထိနိုင်ပါစေစန္ဒရှိသလောက်ပေါင်းမြောက်ပါစေလို့ဆုတောင်းလိုက်ပါတယ်ချစ်ခင်လေးစားနေပါတော့အောင်တင်းတရဖူမဂ္ဂဇင်းအမှတ်9နိုဝင်ဘာလ1994သူတို့လေးတွေရဲ့စာ ျွန်တော်ကလူငယ်များပညာကိုစ조사တင်ယူအောင်ကြောင်းနေချိန်ကာလကိုလွန်လာရင်လဲစပေဘဟုသူတလိုက်စားကြရအောင်အမြဲတိုက်တွန်းနေခဲ့သူဖြစ်ပါတယ်။စပေဟောပြောပွဲများ၌လဲထိုအချက်ကိုပင်ပဓာနထားပြီးပြောဆိုလေးရှိကြောင်းကိုကျွန်တော်ဟောပြောချက်များကိုနားထောင်မိသူများအတန်ဖန်းတိတ်ခွေနားထောင်မိသူများသတိထားမိကြပါလိမ့်မည်။လူငယ်တယောက်ကကျွန်တော်ထံရေးလိုက်သောစာတစ်စောင်ကိုဖတ်လိုက်မိသောအခါ ကျွန်တော်ရင်ထဲတွင်မိတို့ခံစားမိလိုက်မိကိုစာဖတ်သူမှန်းဆကြည့်နိုင်ပါလိမ့်မည်။ဒစိမ့်လောက်ဖတ်ကြည့်လိုက်စမ်းပါဦးခင်ဗျာ။နေဆွဲ10ရက်16လေးစားပါတော့ဆရာကြီးခင်ဗျာ။ကျွန်တော်ယူသေးစွာစာရေးလိုက်ပါသည်။ကျွန်တော်ကမြန်မာစာအဓိကယူထားတဲ့အကြောင်းသားတယောက်ပါဆရာ။မိဘတွေကစီးပွားရေးချို့တဲ့လို့အဝေးတင်တက်ကတူပဲယူခဲ့ရပါတယ်ဆရာ။မိဘရဲ့လက်ငုံလက်ရင်းဖြစ်တဲ့ ကုသရန်ဝယ်ရေးကိုလုပ်ရပါတယ်အထက်အညာကတနခါအစရှိတဲ့ကုံမျိုးကိုအောက်ပြီးအောက်ရွာတည်ပြီးရောင်းချတဲ့အလုပ်မျိုးပါပဲဒါကိုပြောလိုက်ရတာကကျွန်တော်ဟာဆွေရဝင်ထမ်းတရားမဟုတ်ကြောင်းသိစေလိုတာကြောင့်ဖြစ်ပါတယ်ကျွန်တော်တတိယနှစ်စာမေးပွဲကိုဖြေတဲ့ရက်ကကျွန်တော်ဆွေမျိုးသားချင်းတွေကတယောက်ကကျွန်တော်ကိုပြောသွားတယ်ဆရာရဲ့မင်းကဝင်ထမ်းလုံးမဟုတ်ခဲနဲ့ဒီဘွဲရတော့ဘာဖြစ်သွားမှာလဲခုခေတ်မှာဘွဲရပြီးထင်းခုတ်စားနေရတွေတောင်ရှိသေးတယ် ညာလဲတကယ်တတ်တာလဲမဟုတ်ဘဲနဲ့မင်းပွဲရလဲဘာမှမဖြစ်ဘူးချိန်ကုန်တာပဲရှိတယ်ကိုလို့ကိုလို့ပေါ့တဲ့ပြောသားတဲ့လူကအစိုးရဝန်ထမ်းတူပါစရာကျွန်တော်အဲ့ဒီစကားကိုကြားလိုက်ရတော့အတော့ကိုခံပြင်းမိတယ်ပြေးပြီးဆွဲထိုးခြင်းစိတ်တောင်ပေါက်ပါလေကိုဒေါသကိုမနှဲထိန်ချုပ်ထားလိုက်ရတယ်ဒါနဲ့ကျွန်တော်လဲစာမေးပွဲအတွက်စာဖတ်ပြီးစက်တနာကြီးလောက်အိယာဝင်တော့အိတ်လို့မရတော့ဘူးစရာကျွန်တော်ရင်ထဲမှာမကျင်းတတ်ဘူးစရာဘာကိုမကျင်းတတ်တာလဲဆိုတာကိုလည်းမဝေခွဲနိုင်ဘူး ျွန်တော်တို့မြို့ကိုပြန်ရောက်တော့လဲကျွန်တော်ပတ်ဝန်းကျင်အတိုင်းဝိုင်းကလည်းဒီစကားမျိုးတွေကိုပဲပြောကြတယ်သူတို့ပြောတာဟုတ်တဲ့လောက်လဲဟုတ်နေလေတော့ကျွန်တော်မှ ပြန်ပြောစရာစကားလည်းမရှိဘူးဒါပေမဲ့ကိုလုံနေတာမှန်တယ်လို့ထင်ပါတယ်ဆရာဒီတော့လောကကြီးမှာတခုခုတော့မှားနေပြီထင်တယ်ဆရာဘလို့မှားတယ်မှန်တယ်ဆိုတာကျွန်တော်မှလည်းဒုညဖြစ်နေပါတယ်နောက်ပြောင်ပြီးပြောကြသေးတယ်ဒါဟာခေတ္တမရပေါ်မှာမှီတင်းမီနေတာဖြစ်တယ်ရေများရေနိုင်မီးများမီးနိုင်ပဲတဲ့ ဒီเจ้าเนี่ยပတ်သက်ပြီးကျွန်တော်ရင်ထဲမှာအခုချိန်ထိစိုင်ခဲလို့ဖြစ်နေတယ်ဆရာကျွန်တော်ကိုအသင့်တော်ဆုံးအကြံဉာဏ်ပေးခြင်းဖြင့်ပြန်ကြားစေလိုပါတယ်ဆရာရိုသေလေးစားစွာဖြင့်မောင်ဝင်သူ့နယ်မြေမှတ်ပုံတင်နေရက်လိပ်စာအပြည့်စုံထည့်ပေးလိုက်ုံမျှမက စာပြန်ရန်တစိတ်ကောင်းဝင်ထည့်လိုက်ပါသေးသည်ဤစာတွင်တော့သူ့အမိကိုပြောင်းထားလိုက်ပါသည်နေရက်လိပ်စာကိုလည်းမထည့်လိုက်တော့ပါသူ့ဖြစ်ကိုတနာကျင်တာကိုချင်းစာမိတော့ကြောင့် သူထံသို့စာပြန်ရေးလိုက်ပါသည်အခြားသောလူငယ်များလည်းဤသို့ကြုံနိုင်ဖွယ်ရှိသောကြောင့်ပြန်စာကိုထည့်သွင်းဖော်ပြလိုက်ရပါသည်။လေးစားခင်မင်စွာစာပြန်ကြားလိုက်ပါတယ်မောင်ဝင်။မင်းရဲ့၁၀ရက်၁၀လ၉၄နေ့စွဲနဲ့စာကိုတရဖူကလာပြီးပေးလို့၁၆ရက်နေ့ကရပါတယ်။ပညာတတ်တော့ဘာဖြစ်နိုင်လဲဆိုတဲ့စကားမျိုးတွေကိုတော့ကြားရတာများလွန်းလို့ရိုးနေပြီ။ဘာမှထူးထူးထွေထွေအံ့ဩခြင်းမဖြစ်မိတော့ပါဘူး။ အဲ့ဩရာကမင်းရဲ့ဆွေမျိုးသားချင်းဆိုတဲ့လူကိုပါပဲကို့ဘာသာစူးစမ်းပြီးစာမျိုးဝဲဖြစ်နေတဲ့ဆွေမျိုးသားချင်းတယောက်ကိုသူ့မို့လို့အာရရဒီစကားမျိုးပြောရပလေလို့အောက်မေ့လိုက်မိတယ်မင်းဆွဲထိုးခြင်းစိတ်ပေါက်လာတယ်ဆိုတာမအံ့ဩပါဘူးဒါဖြစ်ရင်ကျွန်တော်ကအရက်ဆိုင်ထိုင်နေရမလားဖဲဝိုင်းသွားနေရမလားမူရစေရှူနေရမလားလို့သာမေးလိုက်ဖို့ကောင်းတော့တာပဲတခုသိကျင်တာက သူဟာဘွဲရသလားပညာဘလောက်ထိအောင်တက်ခဲ့တယ်လဲ ဝင်းဒိုးစိတ်နဲ့ပြောနေသလားဆိုတာမျိုးတွေထီအောင်ငါဖြင့်လှမ်းပြီးတွေးလိုက်မိသေးတယ်။ထားလိုက်ပါတော့ကွာ။ဒီလိုလူတွေအကြောင်းပြောရတာအတရင်မဲ့ပါလေ။ကို့လို့ကို့ကိစ္စပဲစဉ်းစားကြတာကောင်းပါလေ။မင်းရဲ့စာထဲမှာပါသလောက်နဲ့ပြောလိုက်ရမယ်ဆိုရင်မင်းဟာမိဘလက်ငုပ်ဖြစ်တဲ့ကုသန်ရောင်းဝယ်မှုကိုလုပ်နေတယ်။ကျွဲတောင်ကျွဲဝကြီးမဟုတ်စေကမူစားနိုင်တောက်နိုင်ဘဝရည်တည်နိုင်တယ်။ပညာကိုဆက်ပြီးစီးပူးခြင်းနဲ့တက္ကသိုလ်ကိုတော့မတက်နိုင်ဘူး။ဒါကြောင့်အဝေးတင်ကိုပဲတက်ခဲ့ရတယ်။ ဒါတွေကိုကြည့်လိုက်ရင်မင်းဟာလေးစားလောက်တဲ့လူငယ်တယောက်ဖြစ်နေတာအမှန်ပဲမိဘလုံစာကိုအချက်မရှိကက်မြောင်စားတော့ရင်အရက်တော့ဖဲရိုက်လေလွင့်နေကြတဲ့လူငယ်မျိုးတွေကိုမင်းမတွေ့ဘူးလားရက်တကာရွာတကာမှာတွေ့နေရတာပဲအဲ့လိုလူမျိုးတွေနဲ့စားလိုက်တော့မင်းအဆင်ဟာဘလောက်မြင့်တယ်လဲဘလောက်မာနတက်ဖို့ဂုံယူဖို့ကောင်းတယ်လဲတိတ်စဉ်းစားနေဖို့မလိုပဲတိတာနေတဲ့ကိစ္စမျိုးပါမောင်းဝင်းရာ မင်းစာမေးပွဲတွေဘွဲတွေအတာထားပြီးရေဘူးရဘဝကိစ္စကိုစဉ်းစားကြည့်ကြရအောင် အသိပညာအတတ်ပညာတခုခုကို စီးပူးနေတာမကောင်းဘူးလားကောင်းသလားအဖြေကရှင်းနေပြီနော်ပညာရှိလေကောင်းလေပဲမဟုတ်လားနောက်တစ်ခုရှိသေးတာကဘဝဆိုတာအချိန်နဲ့ဖွဲ့စည်းထားတာမင်းအသက်ဘယ်လောက်ရှိပြီလဲ28နှစ်ဆိုပါတော့အဲ့28နှစ်ဆိုတာအချိန်မဟုတ်လို့ပါလေအသက်60ဆိုတာကအချိန်မဲမဟုတ်လားဘဝဆိုတာဟာအချိန်နဲ့တွဲနေတာ ဘဝကိုမျက်နှိုးရင်တတ်မိုးထားရင်အချိန်ကိုလည်းတတ်မိုးထားကြရတာပဲအချိန်ကိုတတ်မိုးမထားရင်ဘဝကိုတတ်မိုးမထားရအလိုလို ရောက်သွားတာပဲမဟုတ်လားပညာတစ်ခုခုကိုစီးပူးနေတာဟာအချိန်ကိုတတ်မိုးရှိစွာကုံလုံနေတာပဲမဟုတ်လားဘာမှမလုပ်ဘဲဟိုလိုလိုဒီလိုလိုဟိုသွားလိုက်ဒီသွားလိုက်နဲ့အချိန်ကိုကုံလုံသွားစေတဲ့လူမျိုးတွေကိုမင်းလဲတွေ့ဘူးမှာပေါ့အဲ့ထက်ဆိုတာကတော့ဘာမဟုတ်တဲ့အပျော်ပါးတွေ၊ကောင်းကစားမှုတွေနဲ့ အချိန်ကိုကုံလွန်စေတဲ့လူမျိုးတွေပဲပေါ့အဲ့ဒီလူတွေနဲ့စာလိုက်တော့လျှို့ဝှက်သေးဖို့လိုတိုင်းဝိထုတို့လိုအပေါ်စားအချိဝိထုတို့လိုစာမျိုးတွေကိုဖတ်ပြီးအချိန်ကိုကုံလွန်စေတဲ့လူမျိုးကမှပိုပြီးတော်သေးတယ်မဟုတ်လားဖတ်ပြီးတော့လည်းပြီးပြီးပျောက်ပျောက်ပဲပေါ့ဒါပေမဲ့ခုနကလူမျိုးတွေနဲ့စာလိုက်ရင်အဲ့ဒီစာပေအပျော်ဖတ်သမားတွေကပိုပြီးလေးစားစရာကောင်းမနေပေဘူးလားနောက်စင်တာလိုက်တော့ဝိထုတို့ဘာတို့ကိုဖတ်တာတော့အတွေးခေါ်ပါတဲ့ဝိထု ဘဝကိုတယုတ်မှန်မှန်တင်ပြတဲ့ဝိထုမျိုးကိုဖတ်တယ်။အတွေးခေါ်အကြားမြင်ညားတဲ့စာမျိုးတွေကိုအလေးနက်ထားပြီးဖတ်တယ်၊မှတ်တယ်။ဒီလိုလူမျိုးကြတော့ပိုပြီးအဆင်မြင့်မလာပေဘူးလား။နောက်တစ်မျိုးကဖတ်ယုံမှတ်ယုံဆိုတဲ့တာမန်အဆင်မဟုတ်တော့ဘဲမှတ်စုတွေဘာတွေထုတ်ကူးယူတန်ရင်ကူးယူအဲ့ဒီမှတ်စုလေးတွေကိုပြန်ပြီးဖတ်လိုက် ကိုပိုင်ညာနဲ့သုံးသပ်လိုက်အာကုံဆောင်တန်ရင်ဆောင်လိုက်လောက်တတ်တဲ့လူမျိုးပဲအဲ့ဒီလူမျိုးကတော့တနေ့မှမဟုတ်ချက် သူ့စီဘူးမှုကသူ့ကိုပြန်ပြီးကျေးဇူးပြုမှာမှန်မဲလို့ပြောနိုင်တယ်။ကောင်းပြီ။မင်းကအဝေးတင်မှာမလုပ်ခဲ့ရတဲ့လေ။တကယ်တက်ကြွနဲ့သက်ဆိုင်ရာပညာရှင်များကရွေးပေးထားတဲ့စာတွေကိုကျုံးပြီးဖတ်ခဲ့ရတယ်။သူတို့ပို့ချချက်တွေကိုဖတ်ပြီးအပြန်ပြန်အလန်လန်သုံးသပ်ခဲ့ရတယ်။မှတ်စုတွေထုတ်တန်းရင်ထုတ်အာဂုံစောင်းတန်းရင်စောင်းလုပ်ခဲ့ရတယ်။မင်းတကယ်တမ်းဖတ်ရလားမှတ်ရလားကိုပိုင်ငယ် သုံးတက်ပါရဲ့လားဆိုတာကိုတော့သူတို့ကစစ်တဲ့ဆေးတဲ့မိကွန်းတွေကိုဖြေဆိုအောင်မြင်ခဲ့လို့ဒီထီတောင်ရောက်ခဲ့ပြီမဟုတ်လားဒီတော့တာမန်အပြင်းပြေစာဖတ်တဲ့သူထက်မင်းကဘလောက်အဆင်မြင့်နေပြီဆိုတာမသိတာပဲဘူးလားဒါဖြင့်ဒီပညာတွေကိုတက်လိုက်တော့ဘာလုပ်ရမှာလဲဒီလိုမေးစရာဖြစ်လာပြန်တယ်အဲ့ဒီကိစ္စကအလီပေါင်းကြက်ရတယ်လို့ပဲကွအလီပေါင်းတွေကိုရလိုက်တော့ဘာလုပ်ရမလဲသူကြီးတော့ဖြင့်ဘာမှတန်မိုးမရှိဘူးပေါ့သို့တော့ ပျောက်စရာစားစရာကိန်းကနန်းတွေပေါ်လာမှအတုံးဝင်လာတာကိုအဲ့လိုပဲပေါ့ဒီလိုပညာမျိုးတွေကကိုပိုင်ဉဏ်သုံးပြီးစဉ်းစားရတဲ့ကိစ္စမျိုးတွေရှေ့နောက်ချင့်ချိန်ရတဲ့ကိစ္စမျိုးတွေကြုံလာတဲ့အခါမှာစင်ကျင်ဖို့ဉာဏ်ရည်တက်မှန်မသိတက်လာစေတာမျိုးဖြစ်ပါတယ်မင်းကိုမင်းပြန်ပြီးသတိထားကြည့်ပါအဲ့ဒီအဝေးတင်ပညာကိုမင်းမတင်ယူခဲ့ဘူးဆိုတော့မတင်ယူခဲ့တဲ့မောင်ဝင်းနဲ့တင်ယူလိုက်မိတဲ့မောင်ဝင်းဘလို့ကြွာချသွားမယ်ဆိုတာကိုပြန်ပြီးရှင်းကြည့်လိုက်ပါ အဲ့တော့မှမင်းရရှိလိုက်တဲ့ဂျေဇူးကိုတည်လာပါလိမ့်မယ်။ဝိသင်တက်ကတူကအောင်နာမို့အတွင်းမှာចောင်းတက်ပြီးတင်ယူတဲ့ចောင်းသားတွေလောက်မတက်ဘူးလား။တက်သလားဆိုတာမျိုးကတော့အတော်လေးပြောဖို့ခက်တယ်။လူပေါ်မှာတည်ရပဲလို့ပြောလိုက်ချင်တာပဲ။မင်းကတကယ်ကိုလေးလေးနက်နက်ကြင်ညက်အောင်ဖတ်တယ်၊မှတ်တယ်၊သုံးသက်တယ်ဆိုရင်မင်းလည်းတကယ်တက်တဲ့ចောင်းသားတယောက်ဖြစ်နိုင်တာပဲ။ဘွဲတစ်ခုပေးလိုက်တာဟာအပီးတိုင်အောင်ပညာတက်သွားပြီလို့အတိအမှတ်ပြုလိုက်ခြင်းမဟုတ်ဘူး။ ကိုယ်ပါတာပညာရက်ကိုဆက်ပြီးလေ့လာခြင်းရင်ဆက်လက်လေ့လာဖို့အခြေခံကောင်းကောင်းကြီးရသွားပြီလို့အတိအမှတ်ပြုလိုက်တာပါပဲမင်းကဆက်ပြီးမရက်မနာလေ့လာမယ်ဆိုရင်တက္ကသိုလ်ပြဝုံထဲမှာတက်ခဲ့တဲ့လူတွေထက်တော်သွားနိုင်တာပဲသက်ဆိုင်ရာပညာရက်ရဲ့အနက်အဆိုင်ကိုရိုးရိုးရိတ်တိတ်တောင်မှမသိရင်တော့ဘယ်ကနေပြီးရတဲ့ဘွဲပဲဖြစ်နေပါစေထင်ကြီးစရာတိတ်မရှိလာဘူးပေါ့မောင်ဝင်းဟာဖျားဟောတာလေးတခုကိုသွားပြီးတရိယာမိတယ်ထဲ့ပြီးပြောလိုက်ခြင်းသေးတယ် အတူချုပ်ကတော့ယဟန်တို့အကျဉ်ယဟန်သည် စင်ကျင်ညာမရှိတတိလက်လွတ်ဖောက်လွဲဖောက်ပြန်ဖြစ်လျက်စောင့်စည်းမှုမရှိအံ့ထိုယဟန်သည်ငါဖျား၏တင်ငန်းစွန်းကိုကင်လျက်ငါဖျား၏ခြေရာကိုနင်း၍နောက်မှပင်လိုက်တော်လဲထိုယဟန်သည်ငါဖျားနှင့်ဝေးသည်သာတည်းအကြောင်းမူထိုယဟန်သည် တရားကိုမမြင် တရားကိုမမြင်တော့ငါဖျားကိုမမြင်တော့ကြောင့်ဒီယဟန်တို့ အကျဉ်ယဟန်သည်စင်ကျင်ဉဏ်ရှိလျက်တတိမြဲကဖောက်လွဲဖောက်ပြန်မဖြစ်စောင့်စည်းမှုရှိအံထိုယဟန်သည်ယူဇနာတရားဝေးသောအရက်၌ပင်နေတော်လဲငါဖျားနှင့်ဤသည်သာသည်အကြောင်းက ထိုယဟန်သည်တရားကိုမြင်၏တရားကိုမြင်သည်ရှိသောငါဖျားကိုမြင်သောကြောင့်သည်ကျမ်းမာပျော်ရွှင် အောင်မြင်ပါစေတရဖူမဂ္ဂဇင်းအမှတ်6ဒီဇင်ဘာလ1994 ုတ်ကဲ့ပါရှင်။စောင်းလေးကိုဒီမှာပဲခေတ္တခဏရ延ဏလိုက်ပြရစီနော်။နောက်ဆက်အပိကကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။ကျမ်းမာဘေးကင်းကြပါစေ။